c k r o a c h cockroach မင်္ဂလာပါတာတာမိမိတို့ရေဒီနေ့တာတာမိမိတို့ကိုပြောပြမှာတော့ပိုးဟွက်အကြောင်းပဲဖြစ်ပါတယ်ပိုးဟွက်ကိုတာတာမိမိတို့အိမ်မှာတစ်ခါတလေတွေ့ရတယ်မိပိုးဟွက်တွေကညဘက်မှာပိုပြီးလှုပ်ရှားတတ်ပါတယ်တဲ့ပိုးဟွက်တွေကမှောင်တဲ့အချိန်ညဘက်မှာအစာရှာဖို့ထွက်လေရှိပြီးတော့နေကင်းဘက်တွေမှာတော့ချောင်ထဲမှာနေနေတတ်ပါတယ်တဲ့သူတို့ကိုမိဖို့ချောင်တွေရေချိုးကမ်းလိုနေရာတွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့ အိုဟတ်တွေကအစာအမျိုးမျိုးကိုစားနိုင်ကြတယ်။သူတို့ဟာထမင်းတွေ၊တက်သီးတွေအဲ့လိုစားတဲ့အစားအစာတွေအပြင်ဆက်ကူတွေ၊ခြေတဲတွေနောက်ဆုံးလူရဲ့စပင်တွေကိုတော့စားနိုင်ပါတယ်တဲ့။အိုဟတ်တွေကညစ်ပတ်တဲ့နေရာတွေမှာသွာလာတာကြောင့်အလွယ်တကူယောဂပိုးတွေသူတို့စီကပြန့်နှံ့စေနိုင်ပါတယ်တဲ့။အိုဟတ်တွေကမြန်မြန်ပြေးနိုင်တယ်သူတို့မှာခြေထောက်၆ချောင်းပါပြီးတော့မြန်မြန်ဆန်ဆန်ပြေးနိုင်တဲ့အတွက်လူတွေကသူတို့ကိုအလွယ်တကူဖမ်းဖို့ခတ်ပါတယ်တဲ့သူရဲ့ခန္ဓာကိုယ်ဟာ တန်မာပြီးတော့ခံနိုင်ရရှိတယ်။သူတို့ဟာသူ့ရဲ့ခန္ဓာကိုပြင်းပြင်းထန်ထန်တန်ရာရရင်အောင်တစ်ပတ်လောက်ထိအသက်ရှင်နိုင်ပါတယ်တဲ့။ဒါအပြင်ရေမရှိဘဲနဲ့လည်းတစ်ပတ်နေနိုင်တယ်။အစာမရှိဘဲနဲ့လည်းတစ်လလောက်ထိနေနိုင်တဲ့ခံနိုင်ရရှိတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့။ ပိုဟက်တွေကကမ္ဘာပေါ်မှာနှစ်သန်းပေါင်း300ခရဲကရှိခဲ့တဲ့အင်းဆက်တွေဖြစ်တယ်။ဒိုင်နိုဆောတွေခေတ်ကတည်းကရှင်သန်နိုင်ခဲ့တဲ့အင်းဆက်တမျိုးဖြစ်ပြီးသူတို့ဟာလွယ်လွယ်နဲ့တည်ဖို့ခက်ခဲပါတယ်တဲ့။သတိပြုဖို့အချက်တွေကပိုဟက်တွေကပြန်လဲပြန်နိုင်တယ်။အဲဒါကြောင့်သူတို့တွေဟာယောဂပိုးမွားတွေကိုသယ်ဆောင်နိုင်တဲ့အတွက်အန္တရာယ်ရှိရဲ့သတ္တဝါတွေမှာပါပါတယ်။ပိုးဟက်တွေကိုမြင်ရင်ကြောက်စရာတော့မလိုပေမဲ့အိမ်သန့်ရှင်းရေကိုတော့ဂရုပြုပြီးလုပ်ရပါမယ်တဲ့။ ဘာကြောင့်လဲဆိုတော့သူတို့ဟာယောဂပြန့်ပွားစေတဲ့အကောင်ကြီးဖြစ်လို့ပါတဲ့။ကဲတာတာမီမီတို့ပိုဟတ်တွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြအောင်နော်။ပိုဟတ်တွေကဘယ်အချိန်မှအစာရှာထွက်လို့ရှိလဲ။တက်နေခင်ဘက်၊နေ့ညနေဘက်၊သုံးညဘက်ဟုတ်ပါရဲ့ပိုဟတ်တွေကညဘက်မှာပို့ပြီးတော့ညတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ညဘက်မှာအစာရှာထွက်လို့ပါတဲ့။ကဲနောက်ထပ်အကောင်လေးတွေကြောင်းဆက်ပြီးနားထောင်ရအောင်နော်။